မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့စာကနုတတိဆိုတဲ့စောင်းပါလေးကိုဖတ်ပြပြီးသွားမှာပါမိမိဘေကံလှူဒန်းခဲ့တာတွေကိုအပြန်ပြန်အထက်ထက် စင်ကျင်တတိယနေခြင်းကိုခေါ်တာပါ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကောင်းမွန်ဖို့မိမိကိုမိမိလေးစားမှုမြင့်တက်ဖို့အတွက်တာမကအဲ့ဒီလိုကောင်းမှု ကုသိုလ်တွေကိုထပ်ထပ်ပြီးတော့လှုပ်ခြင်းစိတ်တွေဖြစ်လာစေတဲ့နှလုံးသွင်းမှုဖြစ်ပါတယ်တကယ်ဆိုရင်ဗုဒ္ဓဘာသာဝင်တွေ ਨੇ ဒါနလုတ်တာနဲ့ကမစိမ့်လှပါဘူး။တေချာစဉ်းစားကြည့်ရင်ကို့မှာရှိတာကိုသူတစ်ပါးစီကိုဘေးကမ်းရတယ်၊မျှဝေရတယ်ဆိုတာလွဲလှတဲ့ကိစ္စတော့မဟုတ်ပါဘူး။ကိုပဲတုံးကျင်နေ၊ကိုပဲဆွဲကျင်နေ၊ကိုပဲစားကျင်နေ၊ကိုပဲပိုင်ကျင်နေအဲ့ဒါကိုကြော်လွန်ပြီးတော့မှ အလူတန်းလုံနိုင်ကြတာဖြစ်ပါတယ်။ဒီအခါမှာစဆချင်းအနေနဲ့ပြန်လဲရယူပိုင်ဆိုင်လို့မှုအပေါ်မှာအခြေခံပြီးဒါနပြုကြပါတယ်။ဖျားတဲတဲ၊ကြောင်းဆောက်တဲ၊စွမ်းကပ်မဲ့ ကထိန်သင်္ကန်းလူမယ်ကောင်းတဲ့တိတ်ဆရက်တွေဖြစ်ပေမယ်မညာတန်းဆန်းစစ်ကြည့်မယ်ဆိုရင်တခုခုအကျိုးပြန်ရလိုပါတယ်နမဝချမ်းချမ်းသာသာ နေခြင်းနဲ့ဆိုတဲ့စန္ဒကရှင်ထဲမှာရှိနေတတ်ပါတယ်ဒါကြောင့်လေနာမည်ကြီးဆရာတော်ဆိုရင်တိန်ထောင်နဲ့ကြည့်လူဖို့ဝင်မလေးပေမယ်ကိုယ့်ရဲ့အလောက်ကဝန်တန်းတွေပတ်ဝန်းကျင်ကနံပါတ်တဲ့သူတွေကိုကူဖို့ကြတော့တွန့်ကျင်တွန့်နေကြတာပါ အလူတွေသာ လုံနေတယ်ရှင်ထဲမှာ စိတ်ကောင်းမရှိတော့ လူကောင်းကဖြစ်မနေဘူးပေါ့တချို့ဆိုရင်လည်းမဟုတ်တဲ့နီးနဲ့ပိုက်ဆံရှာတယ်ပြီးတော့မှចောင်းဆောက်တယ်ကားလူတယ်ရည်ရွယ်ချက်ကလှုပ်ထားမိသမျှအကုသိုလ်တွေကိုဒီအလှကုသိုလ်နဲ့ခြေကျင်ကြတဲ့သဘောပါပဲတခါနာမည်ကြီးဖို့လူထင်ကြီးခံရဖို့လှူတာတွေလည်းရှိပါသေးတယ်စစ်မဲ့ဖြစ်ပွားလို့နေရက်စွန့်ခွာရသူတွေကိုလှူပါဆိုရင်အိမ်မှာရှိသမျှအစုပ်ပြဝစ်စားတွေအကုန်ထုတ်ဖို့ပြီးပို့လိုက်တာမျိုးတွေရောပေါ့ ဒါကြတော့ပေးခန်းဝင်များတာမဟုတ်ပါဘူးအိမ်ရှင်းသွားအောင်လုပ်တဲ့သဘောပါပဲဒီလိုအလှဒါနတွေသည်တပြားမှမလူပဲတွန့်တိုနေတာတဲ့စာရင်တော့ကောင်းပေမယ့်ပီတိဖြစ်စရာဒီလောက်ကြီးတော့မကောင်းသေးပါဘူးပြန်တွေးလိုက်တိုင်းတသိမ့်သိမ့်နဲ့ခံစားမနေရဘူးပေါ့ဒါဖြင့်ဘလို့အလှဒါနမျိုးဖြစ်တဲ့နည်းဆိုရင်မေတ္တာကရုဏာနဲ့ကိုချင်းစာတရားပေါ်မှာခြေခံတဲ့အလှဒါနမျိုးဖြစ်ဖို့လိုအပ်ပါတယ် ပေးလိုက်ရတာကမ်းလိုက်ရတာကိုပီတိဖြစ်နေတဲ့စိတ်ကလေးပေါ့စဆာချင်းမှာအတိမတ်ပြုမှုခံခြင်းခံခြင်းပါလိမ့်မယ်ကျေးဇူးတင်စကားပြောတာကြားခြင်းကြားခြင်းပါလိမ့်မယ်တဖြည်းဖြည်းနဲ့အဲ့ဒီလိုပေးရတာတက်တက်ကိုကျင်းနဲ့နှစ်သက်တက်လာတဲ့အခါမှာကိုလူလိုက်မှန်းပေးလိုက်မှန်းတောင်မတိစီခြင်းတော့တာမျိုးအထိဖြစ်လာပါမယ်မတိလဲအတိမတ်မပြူလဲကျေးဇူးအတင်လဲပြဿနာမရှိဘူးဆိုတဲ့အဆင့်အထိပေါ့ အဲ့ဒီခါမှာဘသူ့မှလည်းလိုက်မကြွားတော့ဘူးအလူကိုအကြောင်းပြပြီးတော့ personal branding လည်းမလုပ်တော့ဘူးပေါ့အဲ့ဒါကသိန်းရာနဲ့ထောင်နဲ့ချီချီမှချီပါလိမ့်မယ်အဲ့ဒါကသိန်းရာနဲ့ထောင်နဲ့ချီချင်မှချီပါလိမ့်မယ်သို့တော့ဗာပြန်ရယူလို့မှုမှမရှိဘဲနဲ့တစ်ဖက်လူကို ချမ်းသာစေခြင်းနဲ့စိတ်ဂယုနာစိတ်သူတို့တွေခုလိုအခြေအနေမှာဆိုရင်ဘလောက်တောင်ခက်ခဲနေကြမလဲဆိုတဲ့ကိုချင်းစာစိတ် ိုချင်းစာစိတ်တန်တန်နဲ့လှူတာဖြစ်လို့အင်မတန်မုံမြက်ပါတယ်။လက်တွေ့အကျိုးကျေးဇူးကိုလည်းထင်ထင်ရှားရှားမြင်ရပါတယ်။လူပောင်ဖွဲ့စည်းအတွက်လည်းကောင်းပါတယ်။လှူရတဲ့သူကိုယ်တိုင်လည်းပီတိဖြစ်ရပါတယ်။အဲ့ဒါကိုအပြန်ပြန်အထက်ထက်ဆင်ခြင်ကြည်ပါ။ရင်ထဲကလိုက်လိုက်လဲလဲကိုခံစားရတယ်။ရင်နဲ့နှစ်သက်တယ်။တက်ထက်ပြီးတော့လည်းလှူခြင်းလာတယ်။စာကနုတတိဆိုတာအဲ့ဒါကို ပြောတာပါ။ဒီကလှူဒန်းခြင်းနဲ့မေတ္တာကရုဏာကိုခြင်းစာတရားတို့က ပြန်အလှန်အကျိုးပြုနေတယ်လို့နားလည်ပါတယ်။မေတ္တာကရုဏာကိုခြင်းစာတရားတွေမရှိဘဲမုံမြတ်တဲ့အလိုဒါနကို ပြုနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။အဲ့ဒါတွေရှိမှရပါမယ်။မဟုတ်ရင်တခုခုပြန်ရလိုတဲ့လောဘကိုအခြေခံတဲ့အလူတန်းတွေပဲဖြစ်နေမှာပါပဲ။အဲ့ဒီလိုမုံမြတ်တဲ့အလိုဒါနတခုကိုပြုလိုက်ပြီးစာကနုတတိကိုအမြဲဆင်ခြင်နေမယ်ဆိုရင်လေကိုယ်စိတ်ထဲမှာမေတ္တာကရုဏာကိုခြင်းစာတရားတွေ ိုအားကောင်းလာမှာ ဖြစ်ပါတယ်။အဲ့ဒီခါမှာနေ့စဉ်ဘဝမှာပါတရားမှုရှိလာပါတယ်။သူတစ်ပါးထိခါအောင်မပြောတော့ဘူး၊မလုပ်ချင်တော့ဘူး။လူများစိတ်ဆင်းရဲနေချိန်မှာ ကိုယ့်ရဲ့အဆင်ပြေမှုတွေကိုတိုးတိုးသိသိထားမယ်။ဘသူကိုဘယ်လိုအဆင်ပြေအောင်လုပ်ပေးလိုက်ရမလဲ၊ဆက်ဆံလိုက်ရမလဲဆိုတာတွေပဲတွေးမိလာမယ်။ကျင်နာတက်လာမယ်ပေါ့ rather out of kindness ဆိုတာရှိပါတယ်တကူးတကမဟုတ်ပဲသွားချင်းလာရင် ရတာမီတဲ့အကျင်နာတရားတွေပေါ့လုတ်ခဲ့မှုတဲ့အကူညီမှုတွေပေါ့ဥပမာ စိုက်ကားစီးပြီးငားခင်သွားဝယ်တာလိုက်ဖို့တဲ့အနှင်းရင်ဆရာကိုကြည့်တော့စားကျင်နေတဲ့ပုံပေါ်တာနဲ့သူ့အိမ်တက်ပါဝယ်ပေးလိုက်တာမျိုးပစ္စည်းအထုပ်ပိုးတွေနဲ့ပြေးလာတဲ့သူကိုမြင်ရင်ဓာတ်လေကားခလုတ်ကလေးကိုနှိပ်ပြီးစောင့်ပေးနေလိုက်တာမျိုးရှားရခတ်တဲ့ကိုယ့်အိမ်ရှိရောက်နေတဲ့နေပူကြီးတဲ့ပစ္စည်းလာဖို့တဲ့ delivery သမားကိုအိုက်ဆန်ပို့ပေးလိုက်တာမျိုး လုတ်ဖြစ်လာပါတယ်လုတ်ချင်လာပါတယ်ဒါကတပုံတွေရဗီဒီယိုတွေရိုက်ပြီး Facebook ပြန်တင်ဖို့မဟုတ်ဘူးနော်ကိုယ့်ရဲ့ blog လူကြီးများဖို့လမ်းပြီးဈေးဈေးတွေစီတွားပြီးလှူနေတာမျိုးလည်းမဟုတ်ပါဘူးလူမသိသူမသိနဲ့ကိုကိုယ့်ဘက်ကလုတ်ပေးလိုက်တာသူအစဉ်ပြေသွားတာကိုကြည်ရင်ဗီတိဖြစ်နေတာစာကနုတတိဘွားရင်းနဲ့အဲ့ဒီလိုကိုယ်စိတ်အည်သွေးတွေပါတက်လာနိုင်ပါတယ်ဒါကြောင့်မို့ကိုယ်ရင်ထဲမှာမေတ္တာကရုဏာကိုခြင်းစာတရားတွေကိုပြောထောင်ပါ ဲ့ဒါကိုအခြေခံတဲ့လူတန်းမှုတွေကို များများလုပ်ပါပြီးရင်စာကနှုတ်တတိကို စင်ကျင်ပါပွားများအားထုတ်ပါဒါဆိုရင်ခုနကပြိုးထားတဲ့မေတ္တာကရုဏာကိုချင်းစာတရားဟာအပင်ပေါက်ကလေးကပူပြီးတော့ရှင်သန်လာပါမယ်ကြီးထွားလာပါမယ်နေ့စဉ်နဲ့မြပြုလုပ်နေတဲ့ကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေမှာပါထင်ဟပ်လာပါလိမ့်မယ်ဒီခါမှာဘဝကနေရတာတန်ဖိုးရှိလာမယ် ဒိဗ္ဗေပြည်လာမယ်ကိုကိုကိုလည်းကျေနပ်နှစ်သက်လာပါလိမ့်မယ်ဟုတ်ကဲ့ဒါကတော့ဆရာဖြူတရားရဲ့စာကနုတတိဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါမေဆွေရဲ့ခန်းစားသိမြင်တော်မူကိုလည်းကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့မှာလည်းကောင်းမွန်တဲ့စာစကားစုတွေရှာဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်မလေးကိုကြံ့နေတတ်တဲ့ဆိုရင် LINE နဲ့ Share လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိတ်ဆွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ